အကြောင်းရင်းတစ်ခုကြောင့်ဆက်ရှိမိုင်ဒေါ်ရဆရာတော်ကိုဘင်းဖိတ်ကလူသိရှင်ကြောင့်အလူတန်းပြုလုပ်ခဲ့တဲ့ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ရဲ့အချစ်တော်နုပညာရှင်ဇုံတွဲဖြစ်တဲ့ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့အံ့အားသင့်စရာကြီးနူးစရာအကုသိုလ်ကောင်းမှုတစ်ခုအကြောင်းကိုပြောပြပေးခြင်းပါတယ်ဟုတ်ပါတယ်လက်တလောကပဲသူတို့ဇနီးမောင်နဲ့နှစ်ဦးကရုတ်တရက်ချက်ချင်းဆိုတယ်လို့ပဲသူတို့ရဲ့နေအိမ်မှာအလူတန်းကြီးတစ်ခု ပြုလုပ်ခဲ့တဲ့သတင်းတွေဓာတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ် တရလူကအသားမန်အလူမျိုးမဟုတ်ပဲသူတို့အလွန်ကြီးညိုလေးစားရတဲ့ဆရာတော်ဘုရားကြီးတပါးကိုနေအိမ်တီးပင်းဖိတ်ပြီးတော့ပြုလုပ်ခဲ့တဲ့အလူမင်္ဂလာပွဲတစ်ခုဖြစ်ပါတယ်ရှင်။ဒီတရင်ကလူမှုကွန်ရက်မှာပြန့်နှံ့လာတာနဲ့အတူပရိသတ်တွေကလည်းဘာကြောင့်ဆိုတဲ့မိကုန်းနဲ့အယံကိုစိတ်ဝင်စားခဲ့ကြပါတယ်။ဒီအလူမာပြည်တူးနဲ့အင်ဒရာကျော်စင်းတို့ဇနီးမောင်နဲ့ဟာသူတို့အမြဲတမ်းကိုးကွယ်စည်းကပ်နေရဲ့၁၈မိုင်တော်ရဆီယာတော်ဖျားကြီးကိုသူတို့ရဲ့နေအိမ်မှာခန့်ခန့်နာနာနဲ့ပင်ဖိတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးနေအိမ်ကိုပြင်ဖိတ်ပြီးတော့ဘာရီလုံးခဲ့လဲဆိုတော့ပထမဦးဆုံးဆရာတော်ဘုရားကြီးကိုဆက်ရှင်မိန်တော်ရကျောင်းတိုက်အတွက်ဝိထုဝေ30ကိုစက္ကန့်အလှူတန်းခဲ့ပါတယ်။ဒါတင်မကသေးပါဘူးအလှူတန်းလုံုံသက်သက်မဟုတ်ပဲဆရာတော်ဘုရားကြီးစီကနေတိလခန့်ယူပြီးတော့နေအိမ်မှာပဲတရားဘဝနာတွေကိုအားထုတ်ခဲ့ကြပါတယ်။ ပို့ပြီးတော့အတိအကျပြောရရင်တမထဝိပဒနာပွားများခြင်းကုသိုလ်ကိုဇနီးမောင်နဲ့နှစ်ဦးလုံးစိတ်ရောကိုယ်ပါနှိမ့်မြုပ်ပြီးတော့ကြည်ကြည်နုနုယူခဲ့ကြတာကိုတွေ့ရပါတယ်။ဒီလိုမျိုးသူတို့နှစ်ဦးရဲ့ဘာသာတရားကန့်ရှိမှုငွေကြေးများစွာလူဒဏ်မှုနဲ့တရားဘဝနာအားထုတ်မှုတွေကြောင့်ပြည်သက်တွေကအံ့ဩပြီးတော့သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့ကြပါတယ်။ဒီနေရာမှာလူတွေစိတ်ဝင်စားဆုံးမိကွန်းကဘာကြောင့်အခုလိုမျိုးရုတ်တရက်ကြီးနေအိမ်မှာအလူတန်းကြီးလုပ်ပြီးတော့တရားဘဝနာတွေကိုအားထုတ်နေရတာလဲဆိုတာပါ အားလုံးသိတဲ့အတိုင်းပဲပြည်တူဦးနဲ့အင်ဒရာကျော်စင်တို့ဆိုတာတချိန်ကမြန်မာရုပ်ရှင်လောကမှာပရိသတ်တွေရဲ့အချစ်တော်ဆုံးအအောင်မြင်ဆုံးထိတ်တန့်အမှုပညာရှင်ဆုံးတွေဖြစ်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့အခြေအနေအကြောင်းအကြောင်းကြောင့်သူတို့ဟာအမှုပညာအလုပ်တွေကိုလုံးဝနှိပ်ပါဆက်မလုပ်ဖြစ်တော့ပါဘူး။ ဒီဒီဦးနဲ့ရာဇောစင်းတို့ကအနုပညာအလုပ်တွေကိုရန်နာလိုက်ပေမဲ့သူတို့ကဒီအတိုင်းရက်တက်နေတာမဟုတ်ပါဘူးစီပွားရေးလောကတွေကိုစောင့်ချပြီးတော့ဝင်ရောက်လုပ်ကင်ခဲ့ကြပါတယ်ဒီနေရာမှာသူတို့ရဲ့စူးစမ်းမှုဉာဏ်ပညာနဲ့ကံတရားတွေပေါင်းဆက်ပြီးတော့အောင်မြင်မှုတွေအကြီးအကျယ်ရရှိခဲ့ကြပါတယ် အခုဆိုရင်တော့ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့ကျွဲဝါချမ်းသာမှုတွေကတော်တော်လေးများပြားနေပြီဖြစ်ပါတယ်။သူတို့ရဲ့ဇီဝိုင်းလုပ်ငန်းတွေကအရင်အမှုပညာကြီးနဲ့ရတာထက်အစာပေါင်းများစွာပိုပြီးတော့အောင်မြင်နေလို့တောင်ပြောလို့ရပါတယ်။အခုလိုမျိုးအလူတန်းကြီးလုပ်ပြီးတော့တရားအားထုတ်ရတာကလည်းအဓိကအဖြစ်ကတော့သူတို့ဇနီးမောင်နဲ့နှစ်ယောက်လုံးကအသက်အရွယ်အပြင်တက်လက်ပိုင်းအရွယ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ လူဆိုတာအသက်အရွယ်တစ်ခုအထူးသဖြင့်ဒီလိုမျိုးတက်လက်ပိုင်းအရွယ်ကိုရောက်လာတဲ့အခါမှာအတွေ့အခေါ်တွေဘဝကိုရှုမြင်ပုံတွေပြောင်းလဲလာတတ်ကြပါတယ်။အရင်တုန်းကလိုအပျော်ပါးတွေပွဲလန်းသဘင်တွေလောကီရဲ့မျက်နှာပန်းအလှတွေကိုအာယုံဆိုင်တာထက်ဘာသာရေးကိုပို့ပြီးတော့လေးလေးနက်နက်လှုပ်ဆောင်လာခဲ့ကြပါတယ်။ ဈေးဝဥစ္စာတွေငွေကြေးဥစ္စာတွေဘလောက်ပဲကျွဲဝအချမ်းသာနေပါစေဒါတွေကတကယ်စိတ်ရဲ့အေးချမ်းမှုအစစ်မှန်ကို မပေးနိုင်ဘူးတရားဓမ္မနဲ့ကုသိုလ်တရားကသာအေးချမ်းမှုအစစ်မှန်ကိုပေးနိုင်တယ်ဆိုတာသူတို့နှစ်ဦးကပို့ပြီးတော့နက်နက်ရှိုင်းရှိုင်းသဘောပေါက်လာပုံရပါတယ် ဒါကြောင့်မလို့သူတို့စူးစမ်းရှာဖွေထားတဲ့ဒဏ္ဍာဥစ္စာတွေကိုအခုလိုမျိုးဘာသာရေးအတွက်တရဏအတွက်ပြန်လည်အသုံးပြုပြီးတော့ကိုရိုင်းကလည်းတရားဘဝနာတွေအားထုတ်ရင်ကုသိုလ်ယူနေတာဖြစ်ပါရဲ့ရှင်။ဒါဟာလောကီမှာလည်းအောင်မြင်အောင်စူးစမ်းရလာတဲ့အသီးပွင့်တွေကိုလောကုတ္တရာအတွက်လည်းပြန်လည်ပြီးတော့မြုပ်နှံပြင်ဆင်နေတဲ့သူတို့ရဲ့လောရဖြစ်ပြီးတော့တကယ်ကိုချီးကျူးစရာသာဓုခေါ်စရာကောင်းတဲ့ကိစ္စတစ်ခုပဲဖြစ်ပါရဲ့ရှင်။ပရိသတ်ကြီးရောပြည်တည်ဦးနဲ့အင်ဒရာဇောစင်တို့ရဲ့ဒီကုသိုလ်ကောင်းမှုအပေါ်မှာ လို့မြင်ကြပါသလဲသူတို့ရဲ့ဘာသာတရားကိုင်းရှမ်းမှုတွေကိုတာလူခေါ်ပေးကြပါအောင်ရှင်ကြီးစုပေးတဲ့ပြည်သက်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်